ကဘာပေါ်မှာမရှိသေးတဲ့အင်ဂျင်နီယာတိုင်းပညာကိုတည်ထွင်ထားပြီးဘယ်သူမှမလုပ်နိုင်တဲ့အရာတွေကိုဖော်ထုတ်ပြသခဲ့တဲ့စလုံလူတန်းကြီးဦးညင်ကျန်အောင် မြန်မာနိုင်ငံရဲ့တောင်ပြပိုင်းမှာရှိတဲ့စလုံလူမျိုးတွေကယခုကျွမ်းကျင်တဲ့ဆွေပြောင်းနာမည်ကြီးပါတယ်။ဦးညင်းချအောင်ဆိုတဲ့လူတန်းကြီးကလည်းစလုံတိုင်းသားဖြစ်ပြီးတော့ရဟတ်ရင်ကိုကြောင့်လေဘင်းမှာချိတ်ဆွဲပြနိုင်သူဖြစ်ပါတယ်။လေရင်ကြီးကိုစပင်းနဲ့ဆွဲပြမယ်ဆိုပြီးတော့အမေရိကန်ဒေါ်လာတစ်သန်းနဲ့စိန်ခေါ်ထားသူလည်းဖြစ်ပါတယ်။ဒီလိုအင်အားကြီးမားတဲ့အရာတွေကိုပိုင်ဆိုင်ထားတဲ့စလုံလူတန်းကြီးကမြန်မာနိုင်ငံမှာဘယ်သူမှမလုပ်နိုင်တဲ့အရာတွေကိုလည်းလုပ်ပြနိုင်ပါတယ်။ဦးညင်းချအောင်ကလက်ရှိမှာအသက်82နှစ်ရှိပြီဖြစ်ပြီးခန္ဓာကိုယ်ပေါ်ကိုစိုင်ကင်းနဲ့အနင်းခံနိုင်တာကလည်းလုပ်ပြနိုင်ပြီးတော့ငပြိုးပင်ကိုလည်းကွဲသွားအောင်လက်သေးနဲ့ထိုးနိုင်ပါတယ်။ဦးညင်းချအောင်က မြန်မာနိုင်ငံကမြို့တွေကိုလှည့်လည်သွားလာပြီးပြက်ကွက်အစမ်းတွေကိုလုတ်ပြလာတာကနှစ်ပေါင်း90ကျော်သွားခဲ့ပါပြီရှင်။ကမ္ဘာပေါ်မှာလူသိနေတဲ့အင်ဂျင်နီယာတိုင်းပညာကိုလည်းဥညင်ကြအောင်ကတီထွင်ထားပါတယ်။အင်ဂျင်နီယာတိုင်းပညာလို့ပြောတာကြောင့်တချို့တွေအတွက်တော့အနေငယ်ထူးဆန်းနေပေမဲ့လည်းသူအတွက်တော့တကယ်တီထွင်ထားရတာပါ။တိတ်ပန့်သဘောတရားတွေနဲ့ဘဝစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့တိုင်းပညာကိုပေါင်းစပ်ဖွဲ့စည်းထားပြီးအင်ဂျင်နီယာတိုင်းပညာကိုတီထွင်ထားပါတယ်။အင်နာရှာရဲ့သဘောတရားကိုနားလည်သူဖြစ်ပြီးတော့အများအောင်လောက်စီမဲ့ပြက်ကွက်တွေကိုပြနိုင်ခဲ့ပါတယ်။ဒါကြောင့်လူများမလုံနိုင်တဲ့ပြက်ကွက်အစံပြားတွေက ာအင်ဂျင်နီယာတိုင်းပညာရဲ့အကျိုးကျေးဇူးကြောင့်ရလာခဲ့တာဖြစ်ပါတယ်။ဆိုင်ဂယ်ရီကားရီကိုလည်းစွန့်နိုင်တာကလေ့ကျင့်မှုတွေအများကြီးလုပ်ပြီးမှရလာခဲ့တာဖြစ်ပါတယ်။ယူဘဗီဒရဲ့သဘောတရားအရဂျိုးရီကိုရှော့ထားမှနောက်အစီရီကလိုက်မှဖြစ်ပြီးတော့ရှေ့တစည်းရဲ့စွန့်အားနဲ့နောက်တစည်းကိုစွန့်နိုင်တာဖြစ်ပါတယ်။ဦးညင်းချအောင်ကဆိုင်ဂယ်ရီကားရီအကျိတ်ခံနေတာကလည်းကားရဲ့အလှင်နှုန်းကိုတွက်ပြီးမှအတင်းအားဘလောက်ထုတ်တာဖြစ်ပါတယ်။အဲဒါကြောင့်လည်းဦးညင်းချအောင်ကိုကားရီကကျိတ်သွားရင်လည်းဘလို့မှမနေပဲလူအများကလက်ဖြားခအောင်ချီးကျူးနေကြရပါတယ်။ဦးညင်းချအောင်ကအတင်းအားတွေပြင်းထန်တာကြောင့်မင်းကွန်ခေါင်း ောင်းကြီးကိုလည်းခြိမ်းသွားအောင်လက်သေးနဲ့ထိုးပြနိုင်ခဲ့သေးပါတယ်။မင်းကွန်ခေါလောင်းကြီးကိုထိုးတဲ့အချိန်မှာဘေးနားမှာဂျက်ကီချန်လည်းရှိနေပြီးတော့ဂျက်ကီချန်ကိုယ်တိုင်ကတော့သူ့ကိုချီးကျူးသွားခင်ရပါတယ်။ဦးညင်းချောင်းကလူတန်းကြီးဖြစ်တာကိုအတိမတ်ပြုပေးမယ်လေခေါလောင်းကခြိမ်းသွားတာကြောင့်ရှီအောင်သူတေသနဌာနကသူ့ကိုတားမြစ်ထားရပါတယ်။ဦးညင်းချောင်းကလူအများမလုံနိုင်တဲ့အရာတွေကိုလုံနိုင်အောင်လေ့ကျင့်ရတာလည်းရှိသလိုငါးပါးသီလလည်းစောင့်ထိုင်ရပါတယ်။အရက်သေးစားတွေလည်းမတော့စားရပဲတစ္ဆာတရားလည်းစောင့်ထိုင်ရပြီးသီလပြတ်သွားရင်လည်းဒီလိုပြောက်ွက်တွေကိုပြသဖို့အတွက်မလွယ်ကူပါဘူး။လေ့ကျင့်ခန်းတွေကိုဒီအသက်အရွယ်ထိလုံ ေတာကြောင့်အသက်80ကျော်လို့တောင်မထင်ရပဲနှုတ်ပြနေပါတယ်။ဒီလိုပညာကိုတက်မြောက်ထားတဲ့သူကတော့မြန်မာနိုင်ငံမှာမရှိသလောက်ရှာနေပြီးသူမျိုးကိုလည်းလေ့ကျင့်ပေးထားပါတယ်။ဦးညင်ချောင်ရဲ့မြေလေးကကလေးရွယ်လေးသာရှိသေးပေမဲ့ဆိုင်ငယ်တစည်းကိုတောင်ချိတ်ဆွဲနေနိုင်ပြီဖြစ်ပါတယ်။ဦးညင်ချောင်ကအရင်ကတော့နည်းလက်ပြီးတော့စတန်နေပြသခဲ့ပေမဲ့အခုတော့ငလင်ဘေးတင်ပြည်သူတွေကိုလူဒန်းကျန်တာကြောင့်ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အရင်ကရှာဖွေထားတဲ့ငွေတွေနဲ့ပသိမ်မှာလည်းပရဟိတအကြောင်းတစ်ခုကိုတည်ထောင်ထားပြီးမတန်ဆွမ်းတဲ့စင်ရနန်းပါတဲ့ကလေးတွေကိုခွဲယူစောင့်ရှောက်ထားပါတယ်။ဦးငင်းကျောင်းလိုလူတန်းကြီးတယောက်ကမြန်မာနိုင်ငံမှာရှိတာကဂွင်းဥစရာဖြစ်ပြီးတော့ဒီလိုအကြောင်းအရာတွေကကမ္ဘာကျော်သွားနိုင်ပါတယ်။သူမကွယ်လွန်ခင်မှာတော့ပရဟိတတွေလွတ်ချင်တာကြောင့်နည်းလှည့်ပြီးတော့ပြသတော့မှာဖြစ်ပါတယ်။တချို့တွေကဒီပညာရဲ့ကိုမယုံကြည်ပဲတုတ်ပြီးဒါဘီစီးတွေထိုးထားတယ်လို့လည်းထင်ကြပါတယ်။ ။ဦးညင်ချောင်းကသူ့ရဲ့ပညာကိုယုံကြည်မှုအပြည့်ရှိပြီးစက်သက်ခံနိုင်သူလည်းဖြစ်ပါတယ်။ဦးညင်ချောင်းရဲ့အတွင်းအားပြင်းထန်မှုတွေကတကယ်ရောဖြစ်နိုင်မှာမလားဆိုတော့ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။